အားလုံးနဲ့မင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Permis USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. 9ဖြစ်ပါတယ်အမေရိကရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter ရောဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့ Nobel ငြိမ်းချမ်းရေးဆုရှင် Oscar Arias ရဲ့ Visa ကိုအမေရိကကနေပြန်လည်ကြိုသိမ်းလိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်သတင်းအဖြစ်ဆုံးကတော့ BBC သတင်းကနေပြီးတော့ April 3ရက်2025မှာ တင်ဆက်သွားတာကတော့မက္ကဆီကိုတောင်ဘက်မှာရှိတဲ့ကော့စတာရီကာနိုင်ငံသမရဟောင်းအော့စကာအေရီယက်ရဲ့ American ပြည်ဝင် grant visa ကိုပြန်လည်ရုပ်သိမ်းလိုက်သွားပြီလို့သူက BBC သတင်းဌာနကိုပြောပါတယ်။ Arias ဟာလွန်ခဲ့တဲ့38နှစ်1989ခုနှစ်ကတောင်အမေရိကနိုင်ငံတွေမှာငြိမ်းချမ်းရေးရအောင်စစ်ဆက်ပေးနိုင်ခဲ့သူဖြစ်ခဲ့လို့ Nobel ငြိမ်းချမ်းရေးဆုချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ အခုတော့သူဟာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို ရောမနိုင်ငံကအာဏာရှင်တွေနဲ့တူတဲ့လူလို့လူရှိသူရှိမှ မစင်မချင်း ဝေဖန်တိုက်ခိုက်ခဲ့ပြီးတော့ရတရပတ်တိတ်မကြခင်မှာပဲသူ့ရဲ့အမေရိကန်ဗီဇာကိုတန်ယုံကနေပြန်လဲရုပ်သိမ်းလိုက်ပါတယ်။ Arias ဟာအခုဆိုအသက်84နှစ်ရှိနေပြီဖြစ်ပြီး သူဟာအမေရိကရဲ့နိုင်ငံတော်လုံခြုံရေးအဖွဲ့ DHS ဌာနကနေပို့လိုက်တဲ့သူ့ဗီဇာကို ပြန်လဲရုပ်သိမ်းလိုက်ပြီဆိုတဲ့အီးမေးလ်တွေရရှိခဲ့ကြောင်းအဲ့ဒီညှင်းဆိုချက်ဟာသမရထရန့်ရဲ့ဆုံးဖြတ်ချက်လို့သူမထင်ပဲအမေရိကန်နိုင်ငံရဲ့ဝန်ကြီးဌာနမှလာတဲ့ဆုံးဖြတ်ချက်လို့သူထင်ကြောင်း သူဟာသမရဖြစ်ခဲ့တဲ့2006ကနေ2010ခုနှစ်တွင်တရုတ်နဲ့သူ့ရဲ့နိုင်ငံကော့စတာရီကာတို့ဆက်ဆံရေးကို ပိုမိုကောင်းမွန်အောင်တည်ဆောက်နိုင်ခဲ့ကြောင်းပြောပါတယ်သူကသတင်းစာရှင်းလင်းပွဲမှာတော့2008တုန်းက ထိုင်ဝမ်နိုင်ငံနဲ့ဆက်ဆံရေးကိုဖျက်ထုတ်ခဲ့ပြီးပင်မတရုတ်နိုင်ငံနဲ့ဆက်ဆံရေးကိုပုံမကောင်းမွန်အောင်အလေးပေးဆောင်ရွက်ခဲ့ကြောင်းသမ္မတထရမ့်ဟာအမေရိကန်နိုင်ငံအပါအဝင် အနောက်နိုင်ငံများကိုတရုတ်ပြည်စီးပွားရေးနယ်ချဲ့တာကိုဝိုင်းဝန်းတွန်းလှန်ပြီးတရုတ်ကုမ္ပဏီများအပေါ်ကုန်သွယ်ခွင့်တိုးပြီးကောက်ခံရန်ပြုလုပ်နေကြောင်းသူကတော့သူ့နိုင်ငံနဲ့တရုတ်ဆက်ဆံရေးကိုမလျှော့ချစေလိုကြောင်းပြောပါတယ်။ဒါပေမဲ့လည်း ဒီနေ့လက်ရှိကော့စတာရီကာနိုင်ငံရဲ့သမရဖြစ်နေသူရိုဒရီဂိုရှေ့ဖ်စ်ကတော့ကော့စတာရီကာနိုင်ငံမှာ 5G အင်တာနက်ကွန်ရက်ထွန်းကားအောင်ပြုလုပ်နေတဲ့ကုမ္ပဏီတွေထဲမှာတရုတ်ကုမ္ပဏီကိုထည့်သွင်းမှာမဟုတ်ကြောင်းသိရပါတယ်။ Nova ဆုရှင် Arias ကလူမှုကွန်ရက်တွေမှာရေးသားထားတာကတော့အမေရိကနဲ့ကော့စတာရီကာသမရချီဖ်တို့ဟာအခုအလွန်မရင်းနှီးနေကြောင်းအမေရိကလိုအင်အားကြီးပြီးသမရထရမ့်လို့ ရောမအင်ပါယာတည်ထောင်ခဲ့သူတွေရောမခေတ်ကစစ်သူကြီးလို့ဖြစ်နေတဲ့သူရဲ့အမေရိကန်နိုင်ငံကိုနိုင်ငံသေးလေးတွေကတံပြန်ဖို့ဆိုတာမဖြစ်နိုင်သလောက်ပါပဲသူပြောတဲ့အတိုင်းနိုင်ငံသေးလေးတွေကတိုင်းနာကြင်ကြံရပါတယ်လို့ရေးသားခဲ့ပါတယ်ကျွန်တော်သမရဖြစ်ခဲ့တော့ကဆိုရင်ဝါရှင်တန် DC ကခိုင်းစေတာတခုမှမလုပ်ခဲ့ကြောင်းသူကထပ်မံရေးသားထားပါတယ်ကော့စတာရီကာနိုင်ငံဟာဆိုရင်တောင်အမေရိကကနိုင်ငံတစ်ခုဖြစ်ပြီး အမေရိကကိုခိုးဝင်ကျူးကျော်ဝင်ရောက်လာခဲ့တဲ့မက္ကဆီကိုဂွာတီမာလာအယ်ဆာဗေဒေါ်စသဖြင့်တောင်ပိုင်းနိုင်ငံတွေကတနိုင်ငံဖြစ်ပြီးအခုတမရာထရမ့်လက်ထက်မှာတော့အဲ့ဒီခိုးဝင်တွေကို ပြန်ဖို့ခံရတဲ့နိုင်ငံတနိုင်ငံလည်းဖြစ်ပါတယ်။နောက်သတင်းတစ်ခုကတော့အမေရိကနိုင်ငံသားရေးဝန်ကြီးမာကိုရူဘီယိုက အမေရိကကိုစာသာတင်ခွင့်ဗီဇာထုတ်ပေးထားပြီးဖြစ်တဲ့အထက်မှာဗီဇာအခု300ကျော်ကိုပြန်လည်ရုပ်သိမ်းလိုက်ပြီးဖြစ်ကြောင်းပြောပါတယ်။ သူပြောတာကတော့အရန်ကိုရိုးရှင်းပါတယ်ကျွန်တော်တို့ခမားကိုအမေရိကမှာပညာလာသင်ခွင့်ရအောင်ဗီဇာတွေထုတ်ပေးခဲ့ပါတယ်ဒါပေမဲ့ဒီလေးရောက်တော့စာကောင်းကောင်းမတင်တော့ဘဲနဲ့မီဒီယာတွေပြည်တွင်းအစွန်ရောက်သူတွေနဲ့ပူးပေါင်းပြီးနိုင်ငံကိုပြက်အောင်ဖျက်ဆီးပုံကန်နေထိုင်ခွင့် green card တွေရှောက်ကြအဲ့ဒီလိုတွေလောက်ကြမှာတော့ကျွန်တော်တို့အစိုးရအနေနဲ့ကလည်းခမားတို့ကိုပေးထားတဲ့ရပိုင်ခွင့်တွေဗီဇာတွေကို ပြန်လည်ရုပ်သိမ်းရမှာပဲလေလို့ သတင်းဌာနတွေကိုပြောပါတယ်။ပြီးတော့အဲ့ဒီလိုမလုပ်ဘဲကျောင်းဝင်ခွင့်တွေ၊ဗီဇာတွေအတိုင်းအဆမရှိ ထုတ်ပေးရောက်လာတဲ့ကျောင်းသားတွေကစာလာသင်ဖို့လာတာမဟုတ်ဘဲဒီအမေရိကမှာနေထိုင်ခွင့်ရရေးကျောင်းဝင်တွေထဲမှာကောင်းကောင်းစာသင် နေတဲ့ကလေးတွေကိုစီယုံပြီးအဖြစ်လုပ်ငန်းတွေမှာပါဝင်ခိုင်းကျောင်းဝင်ထဲမှာဆန္ဒတွေပြအကြံဖက်တွေနဲ့ပူပေါင်းနိုင်ငံခေါင်းဆောင်တွေကိုတရားတွေဆွဲအဲ့ဒီအပြုအမူတွေကိုဒီတိုင်းပဲထားမယ်ဆိုရင်တော့ အဲ့ဒီအစိုးရဟာတော်တော်ကိုယူသွတ်နေတဲ့အစိုးရပဲဖြစ်ရမယ်လို့သူကပြောပါတယ်။အဲ့ဒါကြောင့်အမေရိကအစိုးရကိုကျွန်တော်အဲ့ဒီလိုမျိုးအဖြစ်မခံနိုင်ဘူး။အဲ့ဒါကြောင့်တင်တို့ရဲ့အခုရထားတဲ့ဗီဇာတွေကိုကျွန်တော်ပြန်ရုပ်သိမ်းလိုက်ပြီးအဲ့ဒီတော့ဒီနိုင်ငံမှာတင်တို့ကတရားမဝင်နေထိုင်သူတွေဖြစ်သွားပြီးမိမိအိမ်မိမိပြန်ကြပါ။အဲ့ဒီလိုမှမဟုတ်ပဲဆက်နေမယ်ဆိုရင်တော့တရားဥပဒေအရအရေးယူရမှာပဲလို့သူကပြောကြားခဲ့ပါတယ်။ BBC သတင်းထောက်ကအဲ့ဒီလိုဗီဇာချုပ်သိမ်းခြင်းခံလိုက်ရတာဟာအယောက်300ရှိတာဟုတ်ပါသလားလို့မေးတော့သူကအဲ့ဒီထက်များဖို့တော့မျှော်လင့်ပါတယ်။အဲ့ဒီနိုင်ငံရဲ့ချားမှလာတဲ့သူတွေရဲ့အကြောင်းရဲ့လက်ရှိလှုပ်ရှားမှုတွေရဲ့နိုင်ငံရေးခိုလုံခွင့်ရှောက်ထားတာတွေရဲ့အားလုံးကိုအမေရိကရဲ့ DHS အဖွဲ့ကနေတိုင်းမျက်ခြေမပြတ်စောင့်ကြည့်နေတာဖြစ်ပြီး တွေ့တာနဲ့ ICE အဖွဲ့ကိုတည်င်းပေးပြီးအမြန်ဆုံးဖမ်းထိတ်သိမ်းပြီးရင်မူရင်းနိုင်ငံကို ပြန်ပို့နေပါပြီလို့ပြန်ဖြစ်ပါတယ်။အခုဆိုရင်အစ္စရေးကိုစန့်ကျင်ပြီးဟာမက်စ်အစွန်းရောက်တောင်းကျမ်းသူတွေနဲ့ဆက်သွယ်နေတဲ့တောင်းသူတောင်းသားတွေအများကြီးအမေရိကမှာရှာဖွေတွေ့ရှိထားပြီးအဲ့ဒီအချိန်မှာအစ္စရေးတို့အရှိအလေပိုင်း Middle East တွေတော့မဟုတ်ဘဲနဲ့အာရှတိုင်းမှာတောင်းသူတောင်းသားတွေကဂျပန်၊ကိုရီးယားမှတောင်းသူတောင်းသားတွေကိုလည်းဖမ်းဆီးမိထားကြအောင်သိရပြီးအဲ့ဒီအချိန်မှာမပါတာကတော့ထူးဆန်းစွာတရုတ်နိုင်ငံပဲဖြစ်ပါတယ်။ တရုတ်နိုင်ငံကကျောင်းသူကျောင်းသားတွေကတော့စာလာတင်ပြီးအချိန်တန်ရင်အိမ်ပြန်ကြတဲ့အတွက် American Visa ရုပ်သိမ်းခံရတဲ့အထက်မှာမရှိသေးပါဘူး။ကျေးဇူးတင်ပါတယ်ခင်ဗျာ။ဒီနေ့သတင်းကတော့ဒီလောက်ပါ။နောက်နေ့တွေမှာလည်းနောက်နေ့တွေမှာလည်း America ရဲ့သတင်းအမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Permis USA News YouTube Channel လေးကိုတိုက်နှစ်သက်ရင် Like and Subscribe လုပ်ပေးခဲ့သွားပါ။ So please take care of yourself and each other. Bye bye.